လူတွေရဲ့ဘဝမှာကြီးမြတ်တဲ့နေရနှရရှိပါတယ်။တရက်ကကျွန်တော်တို့မွေးဖွားတဲ့နေနဲ့နောက်တရက်ကအချောင်းတရားကိုရှာဖွေတွေ့ရှိတဲ့နေပဲဖြစ်တယ်။ပြတ်သားပါစေ။ဒါပေမဲ့မယိုင်းပါနဲ့။ကျင်ကျင်နာနာဆက်ဆံမှာပြောညာနာမျိုးတော့မဖြစ်စေနဲ့။မိမိကိုကိုနှိမ့်ချဆက်ဆံမှာကြောက်တာမျိုးတော့မဖြစ်စေနဲ့။ဝင်ကြွားပါ။ထောင်လှမ်းမောင်းမာတာမျိုးတော့မဖြစ်စေနဲ့။ ောင်မြင်မှုဆိုတာကခဏတာထလုံလို့ရတာမျိုးမဟုတ်ဘူးဒီဇိုင်းမမှစ조사မှရနိုင်တာမျိုးတစ်ခါတည်းမှာအခြားသူတွေကြီးကအာယုံဆက်ဆိုင်မှုရဖို့အကောင်းဆုံးနည်းလမ်းကမိတ်ဆွေတို့ကိုပေးနေတဲ့အရာတွေကိုရလိုက်ဖို့ပဲမိတ်ဆွေရဲ့ပျော်ရွှင်မှုကိုစုံချုံစေတဲ့အရာတစ်ခုကအသိမှနေထိုင်ခြင်းနဲ့အခြားသူတွေနဲ့နိုင်ရှင်ခြင်းပဲဒီဆုံးခြင်းဆိုတာကဘဝမှာ ကြီးမားတဲ့ဆုံးရှုံးမှုမဟုတ်ပါဘူးရှင်လျက်နဲ့နှလုံးသားတည်နေခြင်းကမှကြီးမားတဲ့ဆုံးရှုံးမှုပါမိတ်ဆွေမိတ်ဆွေရဲ့တိတ်ဆိတ်ခြင်းတွေကိုနားမလည်တဲ့သူတွေကမိတ်ဆွေရဲ့စကားလုံးတွေကိုတံပိုးထားရမှာမဟုတ်ပါဘူးခက်ခဲတွေနဲ့ကြုံလာရတဲ့အခါခက်ခဲတွေကမိတ်ဆွေကိုဖြက်စီးဖို့ရောက်လာတာမဟုတ်ဘူးဆိုတာသတိရပါခက်ခဲတွေကမိတ်ဆွေကိုညှင့်တင်ပေးဖို့ပို့ပြီးတော့မှတံမာလာတယ်ဘူးပဲ။ ဖြစ်ပါတယ်။အရာတိုင်းအတွက်ခွင့်ပြုခွင့်လွှတ်နိုင်အောင်ကြိုးစားပါ။အကြောက်တရားတွေလည်းကြောက်ဆုံးသွားလိမ့်မယ်။တစုံတစ်ခုကိုဆုံးရှုံးရမယ်ဆိုတာနဲ့ပူကောင်းမှုဖြစ်လာတာလို့ယုံကြည်ထားပါ။လူတယောက်ရဲ့အမောက်လိုက်ပြင်းနေမဲ့အစားချစ်ချင်းမြတ်တာနဲ့ကောင်းတဲ့အရာလေးတွေကိုမြင်အောင်ကြည့်ပေးပါ။ဘာကြောင့်လဲဆိုတော့မြတ်တာကပြည့်စုံခြင်းကို ယူဆောင်လာနိုင်ပါတယ်။အချိန်တိုင်းကတို့တက်အောင်မြင်ဖို့အတွက် ခွန်အလန်းနေပဲသူတို့ကိုမြင်အောင်ကြည့်နိုင်ဖို့ကအရေးကြီးပါတယ်။ဒါချေထိုင်နိုင်ဖို့ကခန္ဓာကိုယ်ပြင်ဆင်ထားရုံနဲ့မရနိုင်ဘူး။ဆိုရင်လေခန္ဓာချက်တွေနဲ့စိတ်ကိုတည်ငြိမ်အောင်ထိန်းထားနိုင်ဖို့လည်းလိုတယ်။ပုဂ္ဂိုလ်ကိုတန်လျာဖြစ်တာတွေရလိုက်ပါအလိုကျိုးစားပါအောင်မြင်မှုရပါလိမ့်မယ်။မောင်မိုင်ဆုံးချိန်မှာပဲအလင်းရောင်ကိုမြင်ရဖို့အာရုံစိုက်ရတာ။မိတ်ဆွေ တတတတနေလို့ကတော့မိတ်ဆွေအတွက်ဘောင်းတုံဘွားဆိုတာရနိုင်မှာမဟုတ်ဘူးမိတ်ဆွေယုံကြည်ထားတဲ့အရာအတွက်ကြိုးစားရုံးကန်နေမှရနိုင်မယ်သင်္ကောမှုတွေကြာရှုံးခြင်းတွေနဲ့အောင်မြင်တိုးတက်မှုတွေဆိုတာဘဝအတွက်စိတ်ချင်ရှိတတ်တဲ့အရာတွေပဲသင်္ကောအဖြစ်ဘဝကရရှိမှာလေဒါပေမဲ့ကျွန်တော်တို့သူ့ကိုရှုပ်ထွေးအောင်တွန်းပို့နေကြတယ်မိတ်ဆွေရဲ့ဘဝကို မိတ်ဆွေကိုယ်တိုင်ကပဲကြောင်းလဲနိုင်ပါတယ်ဘယ်သူကမှကြောင်းလဲပေးလို့မရပါဘူးမိုင်းထောင်ချီဝေးတဲ့ခီးရှည်ကြီးကိုခြေတလန်းနဲ့ပဲစတင်ရတာမိတ်ဆွေပြောင်းရှင်ဖို့အတွက်အနည်းငယ်ပဲကြောင်းလဲဖို့လိုပါတယ်မိတ်ဆွေကိုယ်တိုင်ကကြောင်းလဲရမှာမိတ်ဆွေရဲ့စဉ်စားတွေးခေါ်ပုံလေးနည်းနည်းကြောင်းရမှာကဘာပေါ်မှာဘယ်ရာကမှမိတ်ဆွေရဲ့အတွေ့အကြုံလားမိတ်ဆွေရဲ့စိတ်လား မိတ်ဆွေကိုဒုက္ခပေးနိုင်တဲ့အရာမရှိပါဘူးကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကနေမိတ်ဆွေတို့အတွက်ကျိုးတဆုံပြရရှိနိုင်မယ်လို့ယုံကြည်ပါတယ်ယခုလို motivation video တွေကိုနေ့စဉ်နားထောင်နေနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်သွားပါအောင်ကျေးဇူးတင်ပါတယ်